အာဆင်နယ်က Brighton ကိုကာရာဘောင်းဖလတ်မှာအနိုင်ရခဲ့တာကလေရိုးရိုးနိုင်ပွဲတပွဲလုံးဝမဟုတ်ပါဘူးတကယ်တော့အဲ့ဒီညကအသင်းရဲ့အနာဂတ်ကိုပုံဖော်မဲ့လူငယ်ချဲပွဲလေးတွေရဲ့အရေးချင်းတွေကိုတကယ်ကိုတောက်ပတ်စွာမြင်တွေ့ခဲ့ရတဲ့ညတွေညလို့ပြောရမှာပါကဲဒီပွဲကအာဆင်နယ်အတွက်ဘာကြောင့်ဒီလောက်တောင်အရေးကြီးနေတာလဲဆိုတာကိုတစ်ချက်ကြည့်လိုက်ကြအောင်ဟုတ်ပြီဒီပွဲမှာတကယ်ကိုစိတ်ဝင်စားစရာအကောင်းဆုံးချက်ကနီးပြမီကျော်အာတီတာရဲ့ဆုံးဖြတ်ချက်ပဲ သူပါလောက်ခဲ့လေဆိုတော့လေဒီကာရာဘောင်းဖလာပွဲအထွတ်တော်တော်လေးကိုနူပြိုတဲ့ကစားသမားတွေကိုပွဲထုတ်ခဲ့လေဒါကအတင်းရဲ့အကယ်ဒမီအပေါ်မှာသူဘယ်လောက်တောင်းယုံကြည်မှုအပြစ်ရှိလဲဆိုတာကိုတက်တေပြလိုက်တာပဲပေါ့ဒီကွဲမှာမျက်ရှိကြစီရလွန်ခဲ့တဲ့အညာကြီးတဲကမှအရင်ဆုံးပြောရမှာကတော့ကွင်းထဲကိုခြေချလိုက်တာနဲ့ကလရဲ့သမိုင်းကိုချက်ချင်းပြောင်းလဲရေးထိုးသွားတဲ့ကစားသမားလေးတယောက်အကြောင်းမှာသူကတော့ max down man ပါမယ်တကယ်ကိုအန်အောစရာကောင်းတာကသူ့အသက်ပဲအသက်15နှစ်နဲ့ရပ်ပေါင်း300နီးရပ်ပဲရှိသေးတယ် စဉ်းစားတာကြည့်အဲ့ဒီအသက်ရွယ်လေးနဲ့အသိဉာဏ်ကြီးမှပွဲထွန်ကစားခွင့်ရရဲဆိုတာကမယုံနိုင်စရာအောင်မြင်မှုတစ်ခုပဲလေပြီးတော့လေ तू ကကိုင်းထဲမှာဒီတိုင်းလူဖြစ်အောင်ထည့်ထားတာမျိုးမဟုတ်ဘူးသူ့ရဲ့ယုံကြည်မှုအဖြစ်နဲ့ရဲရင်တဲ့ကစားပုံးကတကယ်ကိုအန်တရယ်ပေးနိုင်ခဲ့တယ်အထူးသဖြင့်သူရဲ့ဘောလုံးထိမ့်ချုပ်မှုတွေ၊ပြိုင်ဘက်ကတူဦးချင်းလက်စားပြီးကြော်ဖြတ်ဖို့ကြိုးစားပုံတွေ၊တိကျတဲ့ဘေးပုံမှုတွေက Brighton ရဲ့နောက်တန်းကိုအတော်လေးဒုက္ခပေးသွားခဲ့တယ်။ကဲ အခုပွဲရဲ့အခြေတို့ပြောင်းလဲပေးခဲ့တဲ့အထူးဇက်ကောင်ကြီးဂိုးသွင်းတဲ့သူတွေအကြောင်းဆက်ပြောကြရအောင်ဒီလိုကဲမာနေတဲ့ပွဲမျိုးမှာပထမဆုံးဥဆောင်ကိုကအရာရာကိုပြောင်းလဲသွားစေနိုင်တယ်လေဆိုတော့အဲ့ဒီကိုကိုဘသူကသွင်းယူပြီးပွဲရဲ့အရှင်အဟုန်ကိုချိုးဖျက်ပေးခဲ့တာလဲပထမဆုံးပြောရမှာကတော့အီတန်အဝါနီနီရေပေါ့ဟုတ်တယ်နမကြည့်ပြီးတော့နော်ပရီးမီးယားလိသမိုင်းမှာအသက်အငယ်ဆုံးကစားသမားဖြစ်စန်ဂျင်တန်ထားပြီးသားကစားသမားလီဒီပွဲမှာလဲသူကအကြီးကဇက်ဆောင်တုံးဖြန်ထက်လာခဲ့တယ်သူ့အတွက်ရလာတဲ့ဖွဲရွက်ခွင်းကို တကယ်ကိုအမိရအသုံးချသွားတာအတင်းအထွက်အဖိုးမဖြတ်နိုင်တဲ့အဖွင့်ကိုကိုသွင်းယူပေးခဲ့တယ်အဲ့ဒီတကိုးကပွဲရဲ့ကင်းမာနေတဲ့ချင်းတွေကိုလုံးဝအပြောင်းပြန်ဟန်လိုက်ပြီးအာဆင်နယ်ကိုပွဲကိုစိုးမိုးသွားစေခဲ့တယ်ဒုတိယကိုမှအထူးကကြခဲ့တာကတော့နောက်ထပ်လူငယ်လေးတယောက်အန်ဒရေးဟာရီမန်အနော့စ်သူတို့ကဒါပထမဆုံးအတင်းကြီးပွဲထွက်ပွဲနော်အသက်18နှစ်ပြည့်ရှိသေးတယ်တိုက်စမူလေးတယောက်အတွက်တော့တကယ်အခွင့်အရေးကြီးပဲဒုတိယကိုကဘလို့ဖြစ်တော်လဲဆိုတော့လေ ွဲဥထွယ်ကစားသမားလေးဟာရီမန်အနော့စ်ကမကြောက်မယုံပဲခိုးကိုတဲတဲကန်ထဲလိုက်တာသူရအပါတဲ့ကန်ချက်ကိုဂိုးသမားပုတ်ထုတ်နိုင်ခဲ့ပေမယ့်အတွေ့အကြုံရှိတဲ့ဆာကရှိကိုဘောလုံးကပြန်ကြလာတော့အမားရွေးမရှိပိတ်တွင်ထွားတာပဲကိုယ်တွင်းတဲ့သူတွေကတော့တည်ငောင်းကြီးပိုင်းမှာပါတာပေါ့ဒါပေမဲ့ဒီလိုနိုင်ပွဲတွေကတက်ဆစ်တစ်ခုတည်းနဲ့ရတာမှမဟုတ်တာဆိုတော့ဒီနိုင်ပွဲရဲ့အခြေခံအုံမြင့်ချစ်တဲ့နောက်ွယ်ကသူရဲကောင်းတွေအကြောင်းနည်းနည်းလောက်ပြောကြည့်ရအောင် ကိုဖန်တီးမှုတွေရောခံစစ်ကစားပုံတွေရောပေါ့ဒီနေရာမှာတီမော့ကဘလောက်အရေးရှိလဲဆိုတာမြင်ရတာတယ်ဥပမာနော်မိုင်းစ်လူးဝစ်စကယ်လီက N1 ရဲ့အတွက်အဖွင့်ကိုကိုဖန်တီးပေးခဲ့တယ်ခံစစ်မှာကြတော့ရောမော်စကွီယာနဲ့ပွဲဥထွက်ကစားတဲ့ဟင်ကာပီတို့ကတကယ်ကိုတီတီညီညီနဲ့ကစားထွားတော့ Brighton ကိုဂိုးမပေးရဘဲ clean sheet ရခဲ့တာပေါ့ဒါကတကယ်ကိုအတင်းလိုက်စူးစမ်းမှုစစ်စစ်ပဲ ကဲအခုပြောခဲ့တဲ့လူငယ်တွေရဲ့ခြေရောက်ချင်းစီခြေဆွမ်းတွေကိုစုပြီးကြည့်လိုက်ရင်ဘာကိုတွေ့ရလဲအာစနယ်ရဲ့နာမည်ကြီး Hate and Academy ကနေထွက်ပေါ်လာမဲ့တောက်ပတဲ့အနာဂတ်ပုံကြီးအကြီးတစ်ခုကိုတွေ့ရတာပဲတကယ်တော့လေ DNA ဘွဲကရလက်တစ်ခုထက်အများကြီးပိုအတိတ်ပဲရှိတယ်ဒါကကလပ်ရဲ့လူငယ်မွေးထုတ်ရေးစနစ်ဘလောက်တောင်အလောက်ဖြစ်နေလဲဆိုတာကိုပြတဲ့သက်သေပဲအသင်းရဲ့အနာဂတ်အတွက်တကယ်ကိုကောင်းတဲ့အရေးအယံတစ်ခုပေါ့ ဒီနေ့မြင်ခဲ့ရတဲ့ခြေစွမ်းတွေရာဒီကောက်လီဒီဟာအနာဂတ်မှာအာဆင်နယ်ရဲ့အဓိကကစားသမားတွေဖြစ်လာနိုင်တယ်ဆိုတာသိချနိုင်ပြီ။ဒါပေမဲ့စိတ်လှုပ်ရှားစရာမေးခွန်းကတော့သူတို့တွေကဘယ်သူကနောက်ထပ်စာကဖြစ်မလဲ။ဘယ်သူကစမစ်ရိုးဖြစ်လာမလဲဆိုတာပဲ။အချင်းကမဲ့အဖြေပေးမှာပေါ့။ဒါပေမဲ့စောင့်ကြည့်ရမှာတော့တကယ်ကိုရင်ခွန်စရာပဲ။